ဆိုခိုင်ကိုကတိတ်နေတိကက်စမင်း channel လေးကနေနှွှဲထွေးစာကြိုးစိုးလိုက်ပါတယ်ဒီနေ့လေးမှာတော့နနန်လေးကစာရေးသူနေပဲရေးသားတယ် healthy relationship ဆိုတဲ့ပန်း channel ဥယျာဉ်မူစာအုပ်လေးကိုဖတ်ပြပေးမှာ ဖြစ်ပါတယ်နားဆင်ပေးကြပါအောင်နော်ဒီစာအုပ်လေးကို ကျွန်တော် Healthy Relationship ပန်းချန်နေဥယျာဉ်မှုလို့နာမည်ပေးပြပါတယ် အင်္ဂလိပ်လိုနဲ့မြန်မာလိုနာမည်ကဘာမှမဆိုင်တဲ့အတိတ်ပဲတစ်ခုပါဒါပေမဲ့ဒီလိုလေးပေးချင်လို့ကိုပေးလိုက်တာပါဒီစာအုပ်လေးအကြောင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝမှာ healthy relationship တွေတည်ဆောက်နိုင်အောင်ကျွန်တော်အနေနဲ့ငံစမ်းရှိသလောက်ကြုံတွေ့ခဲ့ဘူးသလောက်အတွေ့အကြုံဝေမျှခြင်းအပြန်ပြုခြင်းပါပဲဥယျာဉ်မှုကိုရှာဖွေခြင်းဆိုတာကတော့ဒီစာအုပ်ထဲမှာပါဝင်မဲ့ကောင်းစဉ်လေးတစ်ခုပါပဲ အဲ့ဒီကောင်းစင်လေးကိုဖတ်ပြီးတဲ့အခါကျွန်တော်ပါကိုဆိုလိုခြင်းလဲဆိုတာကိုစာဖတ်သူများနားလည်သိရှိသွားကြမှာပါဒီနေရာမှာကျွန်တော်အဓိကပြောလိုတာဟာကျွန်တော်တို့စီမဥယျာဉ်မှုကို ရှာဖွေခြင်းနဲ့စိတ်ပဲရှိရမှာမဟုတ်ပဲဥယျာဉ်မှုတယောက်ဖြစ်ချင်လာတဲ့စိတ်ပါရှိနေမှာ healthy relationship တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်လူတယောက်ဟာကိုယ့်အပေါ်အတွက်ပန်းချံတစ်ခုဖြစ်ပြီး တပားစုဘွားအတွက်ဥယျာဉ်မှုတယောက်ဖြစ်မှာ relationship အတွက် တာဝန်ချင်မှာပါ အချစ်ဆိုတာအပြန်အလဲရှေလောင်းပေါင်းတင်နေရခြင်းပဲလေလူတိုင်းလှပတဲ့ပန်းချံလေးတွေဖြစ်ကြပါစေလူတိုင်းကောင်းမွန်တဲ့ဥယျာဉ်မှုကို ရှာဖွေနိုင်ကြပါစေချစ်တဲ့နေပဲမရင်ချက်သေးတဲ့အချစ်စေကြောတဲ့ဘွားတော်ကအချစ်ကိုပြောရမယ်ဆိုရင်တောင်းဆိုမှုတွေအရင်များခဲ့တာပေါ့ကျွန်တော်တို့ဟာအဲ့ဒီအချိန်မှာ မိဘရဲ့လောင်ရုပ်ကိုခိုလုံနေရစေအရွယ်ဖြစ်တော့မိမိကိုယ်ကိုအားကိုးလို့စိတ်မရှိခဲ့ဘူးအဲ့ဒီလိုပဲရေးစားထားတဲ့ခါလေးချစ်မြန်နေရတဲ့သူတစ်ပါးကိုအားကိုးခြင်းစိတ်အဖော်လိုခြင်းစိတ်ကြောင့်စိတ်တရားမိကြတယ်ဆိုရင်ပုံမှန်လိမ့်မယ်ဆယ်ကျော်သက်ပေါ်မှာအချစ်ဟာရှိပါတယ်ဒါပေမဲ့ရှားတယ်သူတို့ကိုရှားပါတယ်ဒါပေမဲ့ဆယ်ကျော်တက်တိုင်းကအဲ့ဒီလိုရှားပါတဲ့မဲကို ူတို့ပေါက်ကြလိမ့်မယ်လို့ထင်ခဲ့ကြတယ်။ကျွန်တော်တို့လည်းထင်ခဲ့ပူးကြပါတယ်လေ။မိခိုလိုစိမ့်နဲ့ချစ်ချင်းကျွန်တော်တို့ကိုယ်တိုင်းလည်းအသက်ရမှပြန်သုံးသက်မိတာ။ဆွေကြောတဲ့အရွယ်လောက်ကချစ်တယ်ဆိုတာကမိခိုလိုစိတ်တွေ အများကြီးနဲ့ချစ်နေကြတာပါ။စိတ်ပိုင်းဆိုင်ရာကမိခိုရင်မိခိုမဲငွေကြေးပိုင်းဆိုင်ရာကမိခိုမဲတခြားတနည်းနည်းနဲ့မိခိုမဲစသဖြင့်အများကြီးပါပဲ။ လိုနီးနဲ့ပဲမိခိုပါစေမိခိုလိုစိမ့်နဲ့ချစ်တာနဲ့ကိုမခွဲကြနိုင်တာကတော့မကောင်းပါဘူးစိတ်ပိုင်းဆိုင်ရာမိခိုရဲဆိုတာတပတ်လူရဲ့ကယူဆိုင်မှုချစ်နာမှုရှူရမှုကိုလွန်လွန်ကဲကဲလိုချင်တာချစ်သူအတိုင်းကတော့ဒီလိုရှိကြတာပဲအမေမဲလွန်လွန်ကဲကဲဖြစ်လာရင်တော့ကို့အတွက်ရောသူ့အတွက်ပါမကောင်းနိုင်ပါဘူးဒီလိုစီကအချိန်ပြည့်ကယူဆိုင်ခံနေတယ် အမြင်အယုံဆိုင်ခံကျင်နေတယ်စိတ်ပိုင်းဆိုင်ရာမိမိဘာသာမြတ်တည်နိုင်တော့ဘူးတခုခုဆိုစိတ်ဆုံးမယ်ပြန်လာရှာမယ်တပတ်ကအရှင်နေကိုနားလည်ပေးတော့ဘူးဒီလိုမရှိရင်ဖြစ်ပါမလားဆိုတာဒီအချင်းဖြစ်လာမယ်ဒါကစိတ်ပိုင်းဆိုင်ရာမိခိုတာဟိုကျေးပိုင်းဆိုင်ရာနဲ့တခြားမိခိုတာတွေ ရှိသေးတယ်မိမိရဲ့တကူရေးအတုံးစီရေးစားတော့ကြီးကစားတပတ်လူကိုပဲမိခိုနေတာ ။ပါဆုံးချက်ချက်မှကိုကမချနိုင်အလုပ်လေးကိုပါတာမလုပ်နဲ့။တကူကူလိုချင်တာစားချင်တာကစားကိုမိဘလိုမျိုးတစ်ဖက်ကိုပဲမိခိုနေတာမျိုးတွေကလေးဆန်တဲ့အချင်းမိကန်အတားတွေပါဒါတွေဟာကြာလာရင်ကျွန်တော်တို့ရဲ့မိမိကိုယ်ကိုယုံကြည်မှုတွေအားကိုးနိုင်စွမ်းတွေကိုပါကြာဆင်းလာနိုင်ပါတယ်အချင်းရေးဟာငြိမ်သက်လာတဲ့အချင်းရေးရတော့ဆဲကြောတဲ့ရေကတကယ့်စူးစူးညံ့ညံ့ပဲ ရင်ခုန်တန်တွေလည်းစူမြန်လေသွေးတွေကစစူပန်တွေပြီးဘဝမှာအချီကြီးဟာအရန်အင်အားကြီးတဲ့ခန်းစားချက်မျိုးပေါ့သူနဲ့ဆိုကပားမျိုးတွေစုံပါစီဆိုတဲ့ယူးယူးမိုက်မိုက်ခန်းစားချက်မျိုးအကြက်ကြီးလာတာနဲ့မြနှလုံးသားကတည်သွားတယ်လို့ပဲကိုနဲ့အတူတူသူပါရင့်ချက်သွားတာမြလားအချီကြီးကငြိမ်သက်လာတယ်ပြောရမယ်တစုံတယောက်ကိုသဘောကျရင်နော်ငငယ်တုန်းကလိုဆူဆူညံ့ညံ့တွေမဖြစ်တော့ဘူး ရှင်းပြရတော့ခပ်ပါတယ်ဒါဟာဘာလို့လဲဆိုတော့ပြန်သုံးတတ်တော့အချီရဟာထိမ့်ချုပ်မရဘူးဆိုတာသိလာပြီးမို့လို့ပဲငယ်စဉ်ကလို့ဘဝတစ်ခုလုံးနဲ့သူ့နဲ့ပဲလဲကျင်လေအဲ့ဒီလူကိုရနိုင်ဖို့ကမသေးကြတာမို့ဘဝတစ်ခုလုံးနဲ့လဲထမလဲခိုင်းတော့ဘူးအချိန်ဟုံများလေအပြည့်စင်းများလေဆိုတာကိုသိလာတော့စိတ်တွေလည်းအယမ်းမနစ်ထားတော့ဘူးအချစ်ဟာဆိုင်ကယ်စီးတလို့ပေါ့ ဆိုင်ကဲအုပ်ချုပ်ကိုအမြဲစောင့်ထားရမယ်ပရိချိုအမြဲတက်ထားရမယ်တကြီးတစ်ချက်လွတ်လာတာနဲ့အတိုက်ခတ်တွေဖြစ်ကုန်နိုင်မယ်ဟန်ပြက်ပြီဆိုတာနဲ့ကိုကိုကိုပြိယုံနိုင်ရမယ်ဒါအပြင်မိမိကိုကိုအာယုံဆိုင်စရာတွေများလာရင်အချစ်ရင်းမှာအယမ်းမစုပွက်တော့ဘူးကိုဘွားကိုအာယုံဆိုင်စရာတွေများလာတော့အချိန်တန်ရင်ပေါင်းဖွဲ့ရမယ်လူကလည်းပေါင်းဖွဲ့ရမှာပဲဝေခါရမယ်လူကလည်းဝေခါရမှာပဲဆိုတာ က်ခံထားလိုက်ပြီးမှငင်းငင်းကြံကြံလေးနဲ့ချစ်တက်လာတာပေါ့နောက်ပါတဲ့ပန်းချံတစ်ခုဖြစ်ရှင်သွန်းခြင်းဒီစာအုပ်ထဲမှာပန်းချံဆိုတာမိမိကိုယ်ကိုဆိုလိုတာဖြစ်ပြီးဥယျာဉ်မှုဆိုတာကတော့တစ်ဖက်လူကိုဆိုလိုခြင်းဖြစ်ပါတယ်စာအုပ်တော်လုံးဖတ်ပြီးတဲ့အခါနားလေသဘောပေါက်လာပါလိမ့်မယ်ပါပါတဲ့ပန်းချံအဖြစ်ရှင်သန်ခြင်းဆိုတော့ကတော့မိမိကိုယ်ကိုဘယ်လိုတည်ဆောက်ရမလဲမိမိစိတ်ကိုဘယ်လိုကာကွယ်ရမလဲ မိမိတန်ဖိုးကိုဘလို့တိတဲ့ရမလဲဆိုတာကိုဖတ်ရှုရမှာပါပထမဆုံးအနေနဲ့မိမိကိုကိုပြည့်အောင်ဖြည့်ဖို့လိုတယ်ကိုကမပြည့်သေးပဲသူတပားကိုဖြည့်ခိုင်းခြင်းလို့မရတလို့ကိုကမပြည့်ပဲသူတပားစီတော့ဖြည့်ပေးခြင်းလို့မရဘူးဒါကြောင့်မိမိကိုကိုအကျင့်ပြည့်အောင်လှုပ်ရမယ်ဘလို့ဖြည့်ရမလဲမိမိကိုကိုဆီရမယ်မိမိဘွားကိုတိဆောက်ရမယ်။ရှင်းမှန်းချက်ထားရမယ်။မိမိကိုကိုအားကိုးခြင်းစိတ်ရှိရမယ်။ မိမိကိုယ်ကိုယုံကြည်ရမယ်မိမိကိုယ်ကိုဥစွာစိတ်ဆောက်ပါငငယ်ကအမေခဏခဏပြောတယ်အိမ်အောင်ကြတတ်တဲ့အရေက session နဲ့19နှစ်လောက်ပါပဲ23နှစ်လောက်ဖြစ်သွားရင်တော်ရင်ယူပါဆိုရင်တော့ယူတော့ဘူးဆိုတဲ့စကားကမှန်တယ်ဆိုတာအခုမှတည်လာတာတကယ်လဲအစီအစဉ်တကြမရှိပဲခက်မြန်မြန်တွဲခက်မြန်မြန်အိမ်အောင်ကြတတ်သွားတာက16 19 20ဝင်ချင်းအဲ့ဒီအရွယ်လေးတွေပဲ ကိုရီလဲအဲ့ဒီရွယ်တုန်းကကြိုက်တဲ့သူရှိတာပဲကြိုက်လိုက်တာမှတုံလို့အဲ့ဒီတုန်းကယူဖို့အခွင့်ရှိရင်တကယ်ပြောတာယူလောက်တယ်ဒါပေမဲ့အခုအလုပ်တွေ အတီတကျဖြစ်လာတော့ကို့ဘွားတလန်းကိုပုံမြင်လာတော့ယူပါဆိုရင်တော့ဟင်းအင်းပဲယူနိုင်သေးဘူးသူ့ဘက်သားဘလောက်ပြေဆုံးနေနေကို့ဘောဘလောက်ကောင်းကောင်းယူနိုင်သေးဘူးဒါဆိုပဲချိန်မှအင်တာဗျူးပို့ ပြန်စင်းစားကြမလဲဆိုရင်29 30လောက်ရောက်ရင် ပြန်စင်းစားကြလိမ့်မယ်။ပန်းဆိုင်မှုလေးလည်းအတင်းတင်းရှိလားဘဝအတွက်လည်းတည်တည်ငြိမ်ငြိမ်ရွေးချယ်တလာတဲ့အခါမျိုးမှာပေါ့။လက်စင်းကတော့အိမ်အောင်ပြတာဟာအချစ်ကတရားရဂိုင်းတော့မဟုတ်ဘူးဆိုတာသိတာတော့ကိုယ်ပေါ်မကောင်းတဲ့သူတောင်ချင်ရင်ယူမယ်ပဲ။အချစ်နဲ့အရရာကြောပြတ်မှာယူပြီးရင်စူးစမ်းမှာပါညာပေါ့။အခုတော့မဟုတ်တော့ဘူး။ ဟောဘောကောင်းလွန်းတဲ့အတိုင်းအောင်ကိုဘွားကိုတေချာတိဆောက်ပြီးမှအလုပ်ရကိုင်တီချဖြစ်မှမိသားစုဘွားတစ်ခုကို တာဝန်ယူနိုင်မှအိမ်မက်တွေစီရောက်ပြီးပြီဆိုမှကိုယ့်ရဲ့ငယ်ရွယ်မှုကိုဘွားတက်လန်းတွေစီအတုံးပြုလို့ဝပြီးတိုးတက်လာပြီဆိုမှအိမ်နောက်ရဲ့တာပြုတော်မင်းငယ်ရွယ်စင်မှာအချစ်ကိုမရှာနဲ့တက်လန်းကိုအရင်ရှာပါငယ်ရွယ်စင်မှာကိုဘွားကောင်းစားခြင်းနဲ့စိတ်နဲ့ ူမန်ကိုရှာနေကိုစန်းစားနဲ့ကိုကိုဘွားကောင်းဆောင်အောင်အရင်ကြိုးစားပါ လူငယ်ဘွားဆိုတာပြန်မရနိုင်ဘူးလေမိမိကိုကိုဥစားတိဆောက်ပါလို့ပြောခဲ့ပြစေနန်းနန်းဖတ်ပြပေးတယ်ပန်းချန်နဲ့ဥယျင်မှု healthy relationship စောက်လေးရဲ့အပိုင်းတကိုဒီမှာပဲခေတ္တခဏရန်နာကွင့်ပြပါရှင်နန်းနန်းလေးဖတ်ပြပေးတာကိုအချိန်ပေးနားဆင်ပြပါတော့ချစ်တော်လေးတို့ရေ www.archipano နန်းနန်းလေးတို့ရဲ့ ticket swimming channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရံပေးကြပါအောင်ချစ်တော်လေးတို့ရဲ့စိတ်ညစ်စရာတွေစိတ်ပျက်စရာတွေအားငယ်စရာတွေနှာကျင်စရာတွေအမြဲတူတူရင်ဆိုင်ကြောပြတ်ပေးမှာမို့အရာရာအတင်းထားကြမယ်နော် fighting